ာပါရှင်ယနေ့2025ဇွန်လ4ရက်နေ့ညနေပိုင်းသတင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့ညနေပိုင်းမှာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘောလခဲမျိုးယနေ့ပေါက်ကာကင်စခန်းကိုတင်ပင်ရရှိပြီးစစ်သား20ဦးထပ်မံတေဆုံ၍လက်နက်15လက်ကျော်နဲ့ခဲယင်းများတင်ဆက်ရရှိခဲ့ရတဲ့သတင်းပဲဖြစ်ပါရရှင် တင်နီပြီးဘောလခဲမျိုးရှိအကြမ်းမတ်စစ်ကောင်စီ၏ကာကင်စကန်ကုန်းကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရာစစ်သား20ဦးထပ်မံတေဆုံးပြီးလက်နက်15လက်ကျော်နဲ့ခဲယင်းများသိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ်ဗိုလ်မှူးကြီးပုံနိုင်ကပြောဆိုပါရယ် မေလ22ရက်နေ့နနက်9:00နာရီခန့်အချိန်မော်လကဲမြို့အခြေဆိုင်အချမ်းမစစ်ကောင်စီ၏ဗျူဟာကုန်းကိုကာကွယ်ရေးပေးထားသည့်ကာကင်စခန်းကိုကရင်နီတော်လန်ရေးတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအချမ်းမစစ်ကောင်စီတပ်သားအလောင်း20လောင်းထပ်မင်းမြင့်မြင့်တွေ့ခဲ့ရပြီးလက်နက်15လက်ကျော်နဲ့ခရင်များသိမ်းဆီရရှိခဲ့ကြောင်းမြင်စခန်းသိမ်းတိုက်ပွဲအတွင်းအချမ်းမစစ်ကောင်စီတပ်က၄ချောင်းဖြစ်9ချောင်းဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ဘီဟာစကန်တော့မဟုတ်ဘူးယင်ဒီဘောက်ကရှေ့ကကင်းပေါ့ဘီဟာနဲ့တော့ချိတ်ဆက်နေတာပေါ့လနကတော့15လ16လလောက်ရတယ်အလောင်း55လောင်းအလောင်း20လောက်တော့အဝေးကနေတွေ့ရတယ်လီရင်နဲ့ဘုံလာကျဲတော့အတီကြတော့ရေတွက်လို့မရဘူးဒီထက်တော့ပိုအောင်မယ်ထင်တယ်လီရင်နဲ့ကခုနှစ်ကြိမ်လာ ပုံကျဲတယ်ကန်းက9ကြိမ်ဆွဲပစ်သွားတယ်သူက0.5လုံးကြီးတယ်လီရင်ဘောက်ကပစ်သွားတာဟုခေစီချုပ်ဘုံမူကြီးဘုံနိုင်ကပြောဆိုပါရယ် ယင်းဒီပေါ့ရွာကာကင်စကန်ဒီဘောလကဲမျိုးဤတန်လွင်မြင့်အကျိပကန်တွင်တရှိပြီးဆက်လက်သိမ့်မရန်ကြရှိနေသည့်စစ်ကောင်စီတပ်စခန်းများကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းဘောလကဲမျိုးရင်းစစ်ကောင်စီဤခမာယ429ခမာယ430နဲ့ခလာယ330ခွင်တို့အပြင်ရှမ်းပြည်နယ်ခြေဆိုင်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကကခနှစ်လက်အောက်ခံတရင်ချုပ်အဖြစ်ထားကြောင်းသိရှိရပါတယ်ရှင် နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ စစ်လေရင်များကတိဘော့ဘူးစခန်းမကြစေရန်ဘုံကျဲခုခံစဉ်မိမိတပ်ဖွဲ့အပေါ်ဘုံမှကြေးချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တိဆုံသွားခဲ့ပြီးကျန်စစ်သားများအားလုံးအလံဖြူထောင်လက်နက်ချခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်အမေမနေဆက်ရှိတေဘဘူစခန်းကို KNL တများကယမန်နေ့အပြင်ထံထိုးစစ်ဆင်စဉ်တေဘဘူစခန်းမကြစေရေးစစ်ကောင်စီကတိုက်လေရင်များဖြင့်ဘုံကျဲခုခံခဲ့စဉ်မိမိတပ်ဖွဲ့ပေါ် ဘုံမှာကြေချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတေဆုံသွားခဲ့ကြောင်းခိုင်းမြမာနယ်ဆက်စီးတရင်ရင်မြစ်ကပြောပါရယ်ယမနေ့ဇွန်လ3ရက်နေ့ညနေပိုင်းတွင် Channel A ပူပေါင်းတပ်များကတေပေါ်ဘူးစခန်းကိုပိတ်သက်တိုက်ခိုက်သိမ်းပိုင်းခဲ့နိုင်ကြောင်းရင်းတို့မသိမ်းပိုင်မီစီတောင်စီကတိုက်လေရင်များဖြင့်အဆက်မပြတ်ခုခံပုံကျဲပစ်ခတ်ခဲ့ကြောင်းတို့ရရင်စစ်လေရင်များက၎င်း၏တပ်ဖွဲ့ဝင်များအပေါ်ဘုံမှကြေချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်30တိဆုံးခဲ့ပြီးကြန့်ရှိသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်းလက်နက်ချအញ្ញံခံအလံဖြူထောင်ခဲ့ကြကြောင်းထို့နောက် PNL ပူပေါင်းတပ်များကတေပေါ်ဘူးစခန်းကိုပီးသက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကနဦးတိရတာက တိုက်လီရင်တွေမှာကနဦးတိရတာကတိုက်လီရင်တွေကဘုံမှကျဲတာတေပေါ်ဘူးစခန်းက30လောက်တိဆုံးတယ်။သူတို့စစ်ကူပစ်ခတ်တာတွေကသူတို့လူပြန်ထိတယ်လို့တိရတယ်ဟုခိုင်းမြန်မာနယ်စပ်စီးရေးတရရင်မြစ်ကပြောဆိုပါတယ်။ ယမနေ့တေဘဘူစခန်းသိမ့်တိုက်ပွဲတွင်တော်လိုင်းရဲတပ်များဗမာတေဆုံးမှုမရှိဘဲရဲဘော်လေးဦးတန်ရာရအပြင်းထန်ရရှိထားကြောင်းသိရှိရပါသည်စစ်ကောင်စီတပ်ဤတေဘဘူတပ်စခန်းကိုတော်လိုင်းရဲတပ်များကရရှိသွားပြီးဖြစ်၍ခိုင်းမြမာနယ်ဆက်တွင်စစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော်ပြီးအဆိုပါစခန်းများမှာဥကရထဝေါ်လီဗျူဟာကိုတီတလေးစခန်းဤကပလေးစခန်းတို့ဖြစ်ကြောင်းသိရှိရပါသည် GNU ကမလာဧပြီလနဲ့မေလအတွင်းတွင် ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီ၏ပူလူတူခလေတီတခေါ်ဘီခွီမော်ဖားသူစခန်းတာလစ်စခန်းများ မေလာဘလက်ဒိုမော်ခီဘရင်နောင်စခန်းကို ကနယ်လီစခန်းနဲ့ရွှေအေးမြိုင်တက်စခန်းတို့ကိုစစ်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယမန်နေ့ဇွန်လ3ရက်နေ့တွင်တေဘောဘူစခန်းကိုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ FPV ဒရုန်းအနေရှိနေ၍လေယာဉ်နဲ့ရဟတ်ယာဉ်များကိုလေယာဉ်ကိုယ်တော်များတွင် လုံခြုံစွာသိမ်းဆည်းထားရန်ဂျမားနဲ့ဒရုန်းကပ်များကိုစစ်စစ်မပြတ်စစ်ဆေးရန်ညွှန်ကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ပမောမြို့နယ်ရှီကူမြို့တွင် FPV First Person View ဒရုန်းများဖြင့်စစ်ရဟတ်ယာဉ်အစီကို KIA ကဖျက်ဆီးခဲ့ပြီးနောက် လေတံများတွင်ယဟန်ရင်နှင့်တိုက်လေရင်များကို လေရင်ကူတော်ဟန်ဂါများတွင် လုံခြုံစွာသိမ်းဆီးထားရန်ဂျမားနှင့်ဒရုန်းကံများကိုဆင်ဆက်မပြတ်စစ်ဆေးရန်လေတပ်အတွင်ညွန်ကြားထားကြောင်းသိရှိရပါသည်။လေတံများတွင်တိုက်လေရင်များနှင့်ယဟန်ရင်များကိုလေကျင့်ပြန်တမ်းပြီးချိန်စစ်စီပြီးဆုံးချိန်များတွင် လေရင်ကိုယ်တော်ယုံများအတွင်းသို့တေချာစွာစနစ်တကျသိစေရနာထရရနှင့်ပြည်ပတွင်အချင်းကြမြင့်စွာရနာခြင်းများမပြုလို့ရန်ညွန်ကြားလာကြ။အဆိုပါညွန်ကြားချက်မှာကချင်ပြည်နယ်တွင် CIA ကစစ်ဟရင်နစီကို FPV ဒရုန်းများဖြင့်တိုက်ခတ်ပျက်စီးခဲ့သောဗီဒီယိုထွက်ရှိလာပြီးနောက်ရင်ကဲ့သို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါသည်တိုက်လေရင်နဲ့ရဟတ်ယင်များထရှိမိ လေယဟန်ကတ်တူလောင်ရေးများကိုတိုက်လေရင်နဲ့ရဟတ်ယင်များထရှိမိလေယဟန်ကတ်တူလောင်ရုံများကိုဘုံတန်ခံနိုင်မှုရှိမရှိစံခိုင်မှုရှိမရှိစစ်ဆေးရန် လေတံများတွင်ဂျမားများဒရုန်းကများအမြဲအလုံးလုံးနေစဉ်နေစဉ်စစ်ဆေးမှုများကို ပုံမို့ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်ညွှန်ကြားချက်တွင်ပါရှိသည်ဟုသိရှိရပါသည်ညင်ကြားချက်ကိုမလိုက်နာပဲပိုးရုံမှုများလေရင်နဲ့ရဟရင်များတိုက်ခတ်ပျက်စီးခံရပါကသဆိုင်ရာတာဝန်ရှိသူများအလုံးအေးအေးယူခံရမည်ဟုညွန်ကြားချက်တွင် ဖော်ပြထားကြောင်းသိရှိရပါသည်။နာရတင်ဆက်ပေးမဲ့တဲ့င်းကတော့စစ်တပ်ခေါင်းဆောင်များကိုဆဲဆိုမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဘုံဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်စစ်ဆေးနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ။မြောင်းလိုင်းပါဝင်စစ်တပ်ခေါင်းဆောင်များကိုဆဲဆိုမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဘုံဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လိုင်းရင်းများကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြင်ဦးလွင်အခြေဆိုင်ရဲတရင်ရင်းမြစ်ကပြောဆိုပါရယ်။ဇွန်လ၂ရက်နေ့မွန်လယ်တနအီကျော်အချိန်ပြင်ဦးလွင်တွင် နေထိုင်သောစစ်လော်ဘီ ်ဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းရင်းတို့ဖမ်းဆီးပြီးနောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လမ်းရေးများကဇော်ဘုံဟင်းကိုစစ်ကြောရေးစခန်းသို့ခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုနောက်ကွယ်တွင်မိတိရွယ်ချက်ပါရှိသည်နီးဆိုသော အချက်ကိုစစ်ကြောမင်းမျက်နှာချင်းဖြစ်ကြောင်းသိရှိရပါသည်။အမင်းတို့တခါတဲ့စစ်ကြောရေးကိုခေါ်သွားတယ်။ဇွန်လ၂ရက်နေ့ကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာ။အခုချိန်ထိရေစခန်းကိုမရောက်လာသေးဘူး။ စစ်ကြောရေးလုပ်နေတယ်လို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြက်ကြမ်းတော့ဖြစ်တမ်းရနိုင်တယ်ဟုပြင်ဦးလွင်ရဲတရင်ရင်မြစ်ကဆိုပါတယ်မမတာနဲ့အမျိုးသားရေးအစိုးရဘုံကြီးပောက်ကူတော်ကမူဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအတွင်းတွင် နေထိုင်မှာက PDF ဖမ်းဆီးတပြက်၍တေသွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်အောင်တဲရင်အေဂျင့်စွာဖြစ်တန်းနိုင်တော့မည်ဖြစ်၍ ကံကောင်းခြင်းဖြစ်ကြောင်းသူဤ Telegram မှာတဆင့်ပြောဆိုထားပါရယ်။မြန်အွန်လိုင်းပါဝင်ဆင်ရရှိများကိုဆဲဆိုသည့်အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ပအမတ်358 2025ဆက်သွယ်ရေးဥပဒေပုံမှ66ကဟာကြီးဖြင့်မမတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ပုံဟင်းကိုမေလ9ရက်နေ့တွင်အမှုဖွင့်ထားပြီးရင်းမှုအတွက်လည်းရန်ကုန်တွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရှိရပါသည် စစ်လော်ဘီဇော်ပုံးဟင်းကို ဖန်စီရန်အတိတ်ကလှုပ်ဆောင်ခဲ့သူများတွင်စစ်တပ်လော်ဘီဟန်ငိမ့်ဦးကဥဆောင်ပါဝင်ခဲ့သဖြင့်မမတာနှင့်စစ်တပ်ထောက်ခံသူတို့ကဟန်ငိမ့်ဦးကိုတစ်စဖောက်တဦးအဖြစ်ကင်ပွန်းတထားကြကစစ်တပ်ထောက်ခံသူများတွင်အုပ်စုကွဲများဖြစ်ပေါ်လာကြောင်းမမတာအဖွဲ့ဝင်တို့ကပြောဆိုပါရယ်ကိုယ်စဘုန်းဟင်းကတမရောအတွက်ကောင်းဖို့သူပြောတာသူကပင်မစားဘူးခန်းချင်းဦးဘောင်းညွန်မိုင်းဝေကိုသက်ကျော်စွာကိုနေမောင်တို့ဆိုတာ အုပ်စုတဲ့အခုမပုတုမဟာသွေးတောင်လွတ်ပါမလားဆိုရင်နေရတဲ့ဒီလူတွေကတမရော်ကို၆ထဲဆွဲချသူတွေရှင်မဦးတက်လွင်လောက်ကျန်တက်ဖြတ်ခံရတာတော့ဒီလူတွေက စနက်မကင်းမှုလို့ကျွန်တော်တို့ကြားမှာပြဆက်နေပြီဟုရန်ကုန်မှာမဖတာဖွင့်ဝင်တဦးကပြောဆိုပါရယ်စစ်တပ်လို့ပြီးဟန်ကြီးဦးကမူဇော်ပွန်ဟင်းဖန်စီမှုပေါ်ကန့်ကွက်သူများသည့်စစ်တပ်ကိုတော်လန်ပုန်ကန်ဖြုတ်ချရန်ကြံစီနေသောကုသတချို့များဖြစ်၍ ဇော်ဖုံးဟင်းဖတော်သားမန်သမ ्या ဖန်စီရမီဟုသူဤလူမှုခွင်ရဲ့ Telegram မှာတစင်လုံးစောထားပါဗျ။ဒါချစ်တမရောဆိုရောက်ကိုယုံကြည်မဲ့အောင် အထက်အောက်သွေးကွဲအောင်လုပ်ပြီးတော်လန်ပုံကံဖြူချဖို့အထီးပါကြံစီတဲ့ကုသက်တချိုကောင်ရဲ့ကြံရပါအပေါင်းပါတိုက်ကိုလည်းတခါတည်းရှင်ထုတ်ရမယ်အချိန်ခါကောင်းမဲနော်အသူရိကြံရပါလဲဆိုတာတကူတကလိုက်ရှာနေစရာမလိုပါဘူးနိုင်ပုံမာရောအပြင်မာရောအတန်ထွက်လာတဲ့ဟာမန်သမ ्या တချိုကောင်ရဲ့ကြံရပါတွေဖြစ်နိုင်တာမျိုး မေကောင်အတန်ထွက်ရဲလဲစောင့်ကြည့်ပြီးစီးလိုက်ရုံပဲဟုဟန်ရင်ဦး Telegram တွင် ရေးသားထားပါတယ်စစ်တပ်ခံသူများအကြအုတ်စုကွဲများစွာဖြစ်ပေါ်ခဲ့ရာမကြသေးခင်ကလည်းမိထီလာမျိုးတွင် လက်ရှိမလိုင်မျိုးနဲ့အုတ်ချုပ်ရင်မူဘုံမူးဝေဖြိုးနဲ့ပြူစောတီကောင်းဆောင်ဇော်ယူထွန်းအကြပြက်တနာဖြစ်ပွားခဲ့ကစစ်တပ်ကပြူစောတီကောင်းဆောင်ဇော်ယူထွန်းကိုပုံမှများစွာဖြင့်အေးအေးယူဖမ်းဆီးခဲ့တယ်ရင်းပြက်တနာကြောင့်မိထီလာတွင်ပြူစောတီ20ဦးတက်မနေပြည်သူစစ်ဖြစ်မှ နှုတ်ထွက်သွားကြရပါတယ်ရှင်ဒီကနေ့ညနေပိုင်းသတင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်နားဆင်ပေးသွားကြရဲမိဘပြည်သူများအားလုံးကိုစိတ်နှပြချမ်းမချမ်းသာကြပါစေရှင်